င်္ဂလိပ်စာအဟိုးအခြေခံနေစာပြီးတော့မှကိုကိုယုံကြည်မှုရှိရှိနဲ့ပြောတတ်ဆိုတတ်လာအောင်ဘလို့ပုံစံမျိုးလေ့လာလို့ရမှာလဲဆိုတဲ့အကြောင်းလေးကျွန်တော်ဒီနေ့ရှင်းပြချင်ပါတယ်နော်အဓိကနှစ်ပိုင်းရှိတယ်ဒီပထမပိုင်းကဒါကျွန်တော်ဒီ speaking focus ပေါ့နော်ဒီ speaking ကိုဦးစားပေးပြီးလေ့လာအောက်ကကျွန်တော်ဒီ grammar focus ပေါ့နော် grammar ကိုအဓိကထားပြီးလေ့လာနှစ်ခုလုံးကိုဟလာဟန်ချန်ညီညီလေ့လာဖို့လိုတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကြည့်ကြည့်အောင် ထမတစ်ခုကဘာလဲဆိုရင်ကိုက short phrases တွေကိုများများလေ့လာရမယ်။ဥပမာထားပါတော့သွားပါလာပါထိုင်ပါအဲဒါဘလောက်လဲအဲ့လိုမျိုးပေါ့နော်အစကစုအတိုလေးတွေကိုများများလေ့လာဖို့လိုတယ်။များများ notes ထဲကိုချရေးချရေးပြီးဘာလုပ်ရမလဲ read out loud များများအတန်ထွက်ပြီးတော့ဖတ်ဖို့လိုတယ်။ပြီးနောက်တစ်ခု vocabulary ဒီရောက်လေ့လာတဲ့အခါ meaning တွေကိုလေ့လာတဲ့အခါကျရင် ူနဲ့ဆက်ဆက်တဲ့စကားလုံးတွေပါတခါတည်းလေ့လာဖို့လိုတယ်ဥပမာကိုကဒီစကားလုံးရဲ့ adjective form သိတယ်ဆိုရင်သူ့ရဲ့ noun ကဘာလဲဥပမာ excited စိတ်လှုပ်ရှားသော excitement ဒါဆိုရင်စိတ်လှုပ်ရှားမှု happy happiness read reader အဲ့လိုမျိုးပေါ့နော်စကားလုံးတစ်လုံးကိုလိုက်တာ ਨੇ သူနဲ့ဆက်သူနဲ့တိုင်ဆိုင်တဲ့ဒီ associated words ပေါ့နော် associated words ဒါတွေကိုသိဖို့လိုတယ်နော်ဒီသူနဲ့ဆက်ဆက်တဲ့စကားလုံးတွေကိုသိဖို့လိုတယ် လေ့လာဖို့လိုတယ်စောက်ထောက်ချရင်းမယ်ပစကကနေဟလာအတန်ထွက်ပြီးတော့မှဖတ်မယ်အဲ့လိုမျိုးလေ့ကျင့်ဖို့လိုတယ်နောက်တစ်ခုကဘာလဲဆိုရင် situation နဲ့ dialogue situation နဲ့ dialogue ဥမာဈေးဝယ်တဲ့ခါမှာဈေးဝယ်တဲ့ dialogue အဲ shopping ထွက်တဲ့ခါမှာတုံးတဲ့ dialogue စားတော့ဆိုင်မှာတုံးတဲ့ dialogue ဒါတွေကိုများများနားထောင်မယ်များများနားထောင်တဲ့အပြင်မှာဟလာနောက်ကနေလိုက်ပြီးတော့မှပြောမယ်နောက်ဟာပေါ့ဈေးဝယ်တဲ့သူကလည်းကိုပဲဈေးရောင်းတဲ့သူကလည်းကိုပဲအဲ့လိုမျိုးပေါ့နော်ကိုကကိုအပြန်လန်စဉ်းစားပြီးပြောနေမယ် ဲပထမတော့ဒါတွေကိုမြန်မြန်နားထောင်အဲ့နားထောင်တဲ့စာသားတွေကိုလိုက်ဖက်လိုက်ပြောလိုက်ဖက်လိုက်ပြောပြီးတော့အဲကိုပြောနေတာတွေကိုကိုကကို record လုပ်ထားနိုင်ပို့ကောင်းတာဗောနောပို့ပြီးထိရောက်တယ်ပြီးရင်ကိုပြောတဲ့ဟာကိုပြန်ဆန်းစစ်ပြန်နားထောင်ဘယ်နေရာမှာလာအတန်ဒရတ်တွေဘလို့တွေဟလာမှားနေတာလဲအဲလိုမျိုးဗောနောတဘာကြကြပြောတာဖို့တော့ဘလို့ဘာတွေပြင်ဖို့လို့လဲကိုကကိုပြန်ဆန်းစစ်ပြန်ပြီးတော့ practice များများလုပ်အဲအဲ့လိုမျိုးနေကျင်မယ်နော် ဒီ situation နဲ့ dialogue တွေကဒီအခုမှဆိုရင် YouTube မှာလည်း share လို့ရတယ်ဒီ AI နေမှာလည်းဟလာအပြန်အလှန်ပြောပြီးတော့လေ့ကျင့်လို့ရတယ်ဒါကတော့ဒါ speaking mind ပေါ့နော်ဟုတ်ပြီတစ်ဖက်မှာ speaking practice လုပ်နေရင်လည်းဥမာထားပါတော့ဒီဒီ speaking mind ကိုတနင်္လာလောက်လေ့လာရင်ဒီ grammar ဘိုင်းကို15မိနစ်လောက်တော့တနေ့ကိုလေ့လာတဲ့အဲ့ဒါဘာလေးလာကလို့လဲဆိုရင်ဒီအနည်းဆုံးတော့ဒီ basic grammar သိထားဖို့လိုတယ်။ဒါမှလည်းကိုက နားလဲမှာပေါ့နော်ဒီစကလုံးတွေကဘယ်ဟာနောင်းလဲဘယ်ဟာ drop လဲဒါတွေမသိဘဲနဲ့ဆိုရင်အလွတ်ကျက်တယ်လို့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုကကိုကကိုနားမလဲဘဲနဲ့ဘလိုင်းလေးလာတယ်လို့ခံစားနေရမှာပေါ့နော်အဲကြတော့အခြေခံ grammar လေးတွေကတော့တိထားတင်းတယ်ဒါမှစာဖတ်တဲ့ခါမှာကိုကနားလဲပြီးတော့မှအဲဆက်ပြီးတော့လေ့လာခြင်းနဲ့စိတ်တွေဖြစ်လာမှာပေါ့နော်ပြီးတော့ဒီ sentence construction ဒီ sentence construction တွေကိုသိဖို့လိုတယ်အဲမြန်မာဝါကျတိဆောက်ပုံနဲ့အင်္ဂလိပ်ဝါကျတိဆောက်ပုံနဲ့မတူအဲ့လိုမျိုးပေါ့နော်အဲသူ့ရဲ့ဝါကျတိဆောက်ပုံကိုက ိထားဖို့လိုတယ်နောက်တစ်ခုပါလဲဆိုရင် speaking patterns တွေ speaking patterns တွေစကားပြော patterns တွေပေါ့နော်ဒီစကားပြော patterns တွေကဟလာ meaning စကားလုံးလေးတွေအစားထိုးပြီးတော့ပြောလိုက်အောင်ねကိုကတကနေတကနေပြောနိုင်နေဖို့အတွက်အများကြီးထောက်ကူပြုတယ်ပေါ့နော်အဲ့ကြဒီဝါကြဒီစောက်ပုံးတွေမေကုန်းဒီစောက်ပုံးတွေအငင်းဒီစောက်ပုံးတွေပြီးရင်ဒီ speaking patterns တွေပြီးရင် chicken grammar တွေဒါလေးကိုနားလည်သွားပြီးဆိုရင်အဲဒီဘက်အပိုင်းကိုပို့ပြီးတော့မှအာယုံစိုက်ပြီးလေ့လာပေါ့နော် ီကောင်းလေးကအ ਨੇ ဆုံးဒီဇိုင်းမမတ်နဲ့လေ့လာလိုက်မယ်ဆိုရင်6လလောက်ဆိုရင်တော်တော်လေးအခြေခံပိုင်တယ်နော်6လလောက်ဆိုရင်တော်တော်လေးအခြေခံပိုင်တယ်အဲ့ဆိုရင်ဒီအခြေခံပိုင်ပြီးဆိုရင်ကိုကကိုကကိုဝက်ကြလေတွေစီပြီးစောက်တက်သွားပြီပေါ့နော်ပြီးရင်ကျွမ်းကျင်ဖို့ဆိုရင်ဒီဘက်အပိုင်းကိုများများ practice လုပ်ဖို့လိုတယ်ဒီဘက်ဒီအပေါ်ပိုင်းကတော့ဟိုလေ့လာလဲလို့ကုံတယ်လို့မရှိဘူးသူကတော့ဟိုအများတန်းလေ့လာနေရမှာပေါ့နော်ကိုတိုးတက်ခြင်းတိုးတက်ခြင်းတလောက်လေ့လာနေရမယ်အပေါ်ပိုင်းကဟုတ်ပြီ အဲ့ဆိုရင်ဒီနှစ်ခုဟန်ကြင်ကြီးကြီးပထမစပြီးတော့6လလောက်လေးလာတဲ့အချိန်မှာတော့နှစ်ခုလုံးဟန်ကြင်ကြီးကြီးလေးလာနောက်ပိုင်းကိုကဒီအပိုင်းနေကိုရသွားပြီဆိုရင်အပေါ်အပိုင်းကိုပဲကိုကအားဆိုင်ပြီးလေးလာတော့မှာပေါ့နော်ပြီးရင်ဘာလုပ်ရမလဲ read အပေါ်အပိုင်းကိုစကားစုတွေကိုများများဖတ်မယ်ပြီးရင် listen listen ဆိုပါလေကိုဒီ YouTube ကနေပြီးတော့မှဒီလိုမျိုးပေါ့နော်စကားပြောဒီ situation နဲ့ dialogue တွေကိုများများ နားထောင်မယ်ပြီးရင်အဲ့စကားစုတွေမှတ်ထားတဲ့စကားစုတွေလာ dialogue တွေကိုကိုကပြန်ပြီးတော့မှကိုယ့်အကိုပြန်ပြောပြီးတော့မှ record လုပ်မယ်ပြီးရင်ဘာလုပ်မလဲဆို repeat ထက်ကထက်ကလုပ်မယ်အဲ့လိုမျိုးပေါ့နော်တဆင်ချင်းစီဟလာဟလာဆွဲဆွဲမြဲမြဲလောက်သွားမယ်ဆိုရင်တော့ဟလာတိတိတတ်တာထိုးတက်လာလိမ့်မယ်နော်အဲနားလည်းမထင်ပါဘူးနော်အဲဒါတွေအကုန်လုံးကို ဗီဒီယိုကလပ်တင်တဲ့တက်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုကလပ်တင်တဲ့ရှိပါတယ်၅ခုရှိတယ်ဒါတွေအကုန်လုံးပါပြီးသားပါတော့အဲ့၅ခုတက်မယ်ဆိုရင်တော့ဒီ messenger ကနေဆက်သွယ်ပြီးပါတော့အဲ့ဒီဗီဒီယိုလေးအကျိုးရှိဆိုရင် comment မှာ yes လို့မှတ်ပြီးပါတော့ဒီနေ့တော့လောက်ပါပြီ thanks for watching bye bye